နိုင်ငံတော်မှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်သွားတဲ့အင်အားပြင်းမြင်ကလင်းကြောင့်ရန်ကုန်မြို့မှာလျှက်စစ်မီးပြတ်တောက်တာတွေဆူဆူရွာရွာကျုံတွေ့နေရပြီးမြောက်တကုံတောင်တကုံတာကေတာစတဲ့မြို့နယ်တွေမှာ ရေပြတ်တောက်မှုတွေပါကျုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။တာကေတာမြို့နယ်မှာတော့ငလျင်လှုပ်ပြီးနောက်ပိုင်းလျှက်စစ်မီးဆူဆူရွာရွာပြတ်တောက်နေတာကြောင့်ရေတင်လို့မရတယ်လို့ထမင်းချက်ဖို့တောင်ခက်ခဲဖြစ်နေတယ်လို့မြို့ကန်ကိုမောင်ဆန်းကပြောပါတယ်။ ကျွန်တော်တို့ဆိုလို့ရှိရင်ညဘက်ဈေးရောက်လို့ရှိရင်မိရမလာဘူးမနေ့ပိုင်းအိမ်ပြန်သွားမယ်ဆိုလို့ရှိရင်လည်းထမင်းကတော်တော်မချက်ကတော့ညမနေ့စာကိုပေါင်းစားတယ်အဲအဲ့လိုမျိုးသဘောမျိုးပေါ့မိမလာတော့မိရမမှန်ဘူးပေါ့ဗျာတနအိလောက်လာမယ်ဆိုတော့တနအိလောက်ထိုင်ဆောင်တယ်မိရမလာဘူးညတညလုံးပေါ့ဗျာမိမလာတော့ဈေးကတော့တနေ့ကုန်တနေ့ကမ်းပဲမလာဘူးအခုမှဈေးကထက်ရရဲ့တပိပါကိုငွေကျပ်2000နဲ့ဝယ်ယူအသုံးပြုနေရတယ်လို့လဲကိုမောင်ဆန်းကပြောပါတယ် ရဲစင်ပြီးပြတ်တောက်နေတာကြောင့်ဂျိုးဖြူရေပိုင်လိုင်းကနေရေမရသလိုရက်ွက်မှာရှိတဲ့ရေကန်တွေကလည်းပေးမခတ်တော့တာကြောင့်ရေရောင်းရတာတော့အခက်အခဲတွေနဲ့ကြုံနေရတယ်လို့တကိတမြို့နယ်ကိုရက်ွက်ကရေလဲတွန်းနဲ့အသက်68နှစ်အရွယ်ဒေါခင်သိန်းဝင်းကပြောပါတယ်ဂျိုးရေမလာဘူး။နောက်မင်းမလာတော့ရေမရဘူး။အာအခုအချိန်နေရတော့ခက်ခဲတယ်လေ။မရဘူးလေရေ။ ရတဲ့အချိန်ရတဲ့နေရာကိုလိုက်ရှာပြီးပို့ရတာအခုကတော့ဟိုနှစ်လားဟိုးဘက်ကိုသွက်ခါတာနေရာလဲရက်ွက်တွေကလဲပေးမခါဘူးအရှင်ကရေတလဲကိုငွေကျပ်1500သာရောင်းပေမဲ့ငလျင်လှုပ်ပြီးနောက်ပိုင်းရေရှားလာလို့တလဲကို2000နဲ့တိုးမြင့်ပြီးရောင်းနေရတယ်လို့ဒေါခင်သိန်းဝင်းကပြောပါတယ် တကုံမြို့တိတောင်ပိုင်းမြို့နယ်မှာမတ်လ28ရက်နေ့ကနေ29ရက်နေ့အထိမြင်းကလေးကြောင့်လျှက်စစ်မီပြတ်တောက်ခဲ့တယ်လို့အဲ့ဒီနောက်ပိုင်းမှာလည်းတနေ့ကိုလျှက်စစ်မီ တနာရီကျော်လောက်ပဲလာတာကြောင့်ရေအခက်ခဲတွေနဲ့ကြုံတွေ့နေရပြီးဝယ်ယူလို့တော့မရဘူးဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ အလားတူတကုံမြို့တင်မြောက်ပိုင်းမြို့နယ်မှာလည်းငလျင်လှုပ်ပြီးနောက်ပိုင်းမျက်စစ်မီပြတ်တောက်တာတွေဆူဆူရွရွကြုံတွေ့နေရသလိုငမိုးရိတ်ဆဲကနေပါရေပေးဝေမှုတွေနှဲသွားတာကြောင့်ချက်ပြုတ်စားတောက်ဖို့တောင်ခဲခဲဖြစ်နေတယ်လို့ဒေသခံတဦးကပြောပါတယ်အခုကတော့လုံးဝကိုထည့်လို့မရတော့ငလျင်လှုပ်ပြီးနောက်ပိုင်းပေါ့နော် လုံးဝ10 20တော့မှမလာတော့ဘူးအခုဒီနေ့ကျွန်တော်ကတော့မင်းချဲဖို့ရအောင်ဘီတွဲနေပေါ့နော် ရေနည်းနည်းသွားကဲ့ပြီးတော့သွားခမယ်လို့တော့အတိတရားကိုတော့ပြောပြောတော့ပြောထားတယ်ဟုတ်ကဲ့အတိကတော့ချက်ပြုတ်စားတော့ဘောပါပဲရေချိုးဖို့ကတော့တိတ်ပြီးတော့မမျောလင်းပါဘူး တကုံမျိုးတိမြောက်ပိုင်းမြို့နယ်မှာငလျင်လှုပ်ခဲ့တဲ့နောက်ပိုင်းတရက်ကိုလျှက်စစ်ပြီးနှစ်နာရီပြည့်အောင်တော့မလာတော့သလိုလာမယ့်အချိန်လဲကြိုတင်ပြီးမသိတာကြောင့်ညနေတက်အထိမီးလာကိုစောင့်ပြီးရည်တင်နေရတယ်လို့နောက်ထပ်ဒေသခံတဦးကလည်းပြောပါတယ်။ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာတော့မီးရလဲဆူဆူဝါးပြတ်တယ်လို့ပဲပြောအောင်ပါပေါ့။တနေ့မှနှစ်နာရီလောက်တနေ့နှစ်နာရီလောက် ဒါပဲချိန်လာမယ်ဆိုတာလည်းမသိရဘူးရေဆိုရင်ဟိုးနှစ်နိုင်လောက်မှထပြီးတော့ခွက်လေးနဲ့ခံပြီးတော့အဲ့ဒါလေးနိုင်ငါးနိုင်လောက်အထိအဲ့လိုပဲနည်းနည်းနည်းချင်းခတ်ပြီးတော့ဖြည့်ရတာပေါ့ဗျာတကုံမျိုးတစ်မြောက်ပိုင်းမြို့နယ်မှာနေထိုင်သူတွေကတော့လျှက်စစ်မီအချိန်မှန်ပေးဖို့နဲ့ဆယ်ရီကနေရင်လိုရေပြန်ပြီးလှုပ်တင်ပေးဖို့ကိုမျှော်လင့်နေကြပါတယ် ပြင်းအမြင့်မြင်းကလေးကြောင့်ဓာအားပိစက်ယုံဓာခွဲယုံနဲ့ဓာအားလိုက်တွေချိုးရင်းပျက်စီးခဲ့တဲ့အပေါ်ရန်ကုန်မြို့မှာမတ်လ29ရက်နေ့ကစလို့အုတ်စု6စုခွဲပြီးတရက်ကိုလျှက်စစ်မီ4နာရီသာအလှည့်ကျပေးနိုင်တော့မယ်လို့ရန်ကုန်လျှက်စစ်ဓာအားပိရေးကော်ပိုရေးရှင်း YESC ကထုတ်ပြန်ပါတယ်။ YESC ရဲ့ call center ကတော့ April 10ရက်နေ့ဆလို့တနေ့ကိုလျှက်စစ်မီ6နာရီလား7နာရီပြည့်စနစ်နဲ့အုပ်စု3စုခွဲပြီးပြန်ပေးသွားမယ်လို့ဖော်ပြပါရယ်မြန်မာနိုင်ငံမှာ March 28ရက်နေ့မွန်လွဲ7နာရီ52မိနစ်က ကျင်းအားခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးအဲ့ဒီနေ့မှာပဲစကိုင်းမန္တလေးမကွေးပဲခူးရှမ်းပြည်နယ်ရှမ်းမြောက်ဒေသနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြေညာထားပါတယ်။